ပြောင်းပြီးတော့လေဟိုရှေးတုန်းကဆိုထားတဲ့အဲဟိုဟာဂီတမိခင်ဖခင်ရဲ့တခြင်းတွေကိုတကယ်အခုခေတ်နားထောင်လို့မြူးကြွကြလေးလေးဖြစ်အောင်ပေါ့နော်ပြည့်သက်လေးလေးပျော်ရွှင်စေအောင်ပေါ့အဲဒီလိုလေး music လေးပြောင်းပြီးဆိုတာလေးမစိုးပါဘူးဟိုသဘောကျပါတယ်ဒါပေမဲ့အရင်ကြီးတော့ပျက်စီးသွားအောင်ပေါ့နော်ဒီမလုတ်တင်ဘူးပေါ့ဟိုအဲ့လိုထင်ပါတယ် Sorry, she got. Sorry, she. ာသံတချင်းတွေကိုတချို့တော့ဝယ်သွားတယ်အဲ့လောက်ကြီးဟိုပျက်စီးလိမ့်မယ်လို့ပျက်ပျက်စီးစီးနဲ့လေအရင်ဟော့သွားအောင်လုပ်လိမ့်မယ်လို့ DJ တွေထားပါတော့ DJ ပွတ်တာတွေပါအဲ့ဒါကြီးမလုပ်တင်ဘူးဟိုလေ DJ ပွတ်တာတွေပါလို့ဆိုအမ်တင်းရင်ပညာရှင်ကြီးတကယ်လေဂီတဖခင်ကြီးတွေတကယ်ဆိုထားတဲ့မွန်ရဲတေးသံရှင်ကြီးတွေကဒါဒီတချင်းတွေကလေအဲ့လိုပျက်စီးသွားအောင်ကြတော့လေသူတို့စော်ကားရရောက်တယ်လေအဲအဲ့လိုမျိုးမလုတ်တင်ပါဘူးလို့နော်ဟိုကမြေတားရက်ခန့်ကျင်တာလေဟောဆိုတော့ဒီတချင်းလေးတွေရောမြူးကြောအောင်တဲ့ဒီကိုယ့်ရဲ့တက်ဆွမ်းတလောက် အနုပညာလေးနဲ့ဖန်တီးလို့တော့ရတယ်မင်းချွတ်ချော်လေးပေါ့နော်ဒါပေမဲ့အရန်မူရင်းနဲ့ကွဲသွားအောင်ပေါ့နော်ဟိုဟွာရီယာဆာမီလိုဒီရီယာဆာပေါ့နော်ကွဲသွားအောင်တော့မလုပ်သင့်ဘူးအဲ့လိုမျိုးတချင်းတွေကရင်ထဲမှာပြည့်တဲ့တွေရင်ထဲမှာကိန်းအောင်ထားပြီးသားလေအဲ့ဒီဟာကိုမှဝါရှင်းနေနေပြောင်းတော့ဒီခါလေး intro တောင်မှမှတ်မိတော့တာဖြစ်တယ်လေ သက်တွေမှတ်မိတာမြမာသံတခြင်းတွေပေါ့မြမာသံတခြင်းတွေကိုမြမာမျက်မျက်နှူးနှူးနဲ့နော်ဟိုပါပေါ့တမိုးထားပြီးတော့မြမာရက်ကြီးပဲဖြစ်ဖြစ်အပြင်ပွဲတွေပဲဖြစ်ဖြစ်လေကိုကဗုဒ္ဓဘာသာမြမာလူမျိုးဆိုတော့လေမြမာသံတခြင်းလေးတွေမပျောက်ပြက်ရအောင်လေမြမာဟိုပါပေါ့ဒီအတိကထိန်းထိန်းသိမ့်သိမ့်နဲ့လေအများနဲ့ဆိုဖြစ်ပါတယ်ခစ်ပေါ်ကဟိုပေါ့မြမျိုးကြွကြွလေးလေကလာသားကြိုက်မြမာဟိုမြမာလေးတွေငယ်တဲ့လူလေးလေးကြိုက်အောင်လေမြမာဆိုပေးပါတယ်ဒါပေမဲ့အတိကတော့မြမာသံကိုပဲ အဓိကထားပြီးတော့မြမလေးထင်းထင်းသေးသေးဆိုပါတယ်။အောက်ဆိုမြမသားတွေဟာအဲတချို့ကလေးတွေဆိုရင်မြမသားတွေတိတ်တချို့မသိကြတော့မသိဘောနော်။အဲခုပောက်တဲ့ခုမှပြီးလာတဲ့ကလေးတွေဆိုရင်မြမသားတွေမြမအေးတို့ပါတော့မြမတတမြတို့အဲ့လိုမျိုးတချင်းတွေဆိုရင်နည်းနည်းစိမ့်ကုန်ကြပါတော့ဝေးမှာပေါ့။အဲ့လိုမျိုးမဖြစ်စေရအောင်မြမတို့ကလေအမြဲတမ်းမြမသားတွေထင်းထင်းသေးသေးဆိုတယ်။ဒီနေ့ဆိုရင်လည်း12ခုတိန်းဆိုဆိုပါလေမြမဆက်စနာထွန်းရဲ့ ဒါနေပါဘောလို့ဟင်ဒီမှာမောင်လေးပေါ့နော်မောင်လေးညီမလေးစူစာနေထုံးလို့သူတို့ဥဆောင်ပြီးတော့ဒီရွှေတထေးအမိသားစုရဲ့ရွှေတန်းဖွင့်ပွဲမှာသူတို့ရဲ့နော်သူတို့ဆန်ကူဝိုင်းလေးနဲ့ပေါ့နော်ဆန်ကူသိန်းစောဝိုင်းလေးနဲ့မမတို့မမရွှေမင်းကြီးဒီပွဲလေးနော်ရွှေတန်းဖွင့်ပွဲလေးပေါ့အလားဆိုပေးပါလားဆိုပေးမှာပေါ့တည်တည်မြဲလာရှိတဲ့ပချင်းနေနဲ့နော်မမတို့ဒီရွှေတထေးမိသားစုရဲ့ရွှေတန်းဖွင့်ပွဲမှာမမတို့ဒီဆိုဖြောဖြေခွင့်ရတာလည်းအတန်းမှဝမ်းသာပါလေနော်ရွှေရည်သွေးတွေလည်းစောစောကလေအကုန်လုံးပြောပြလေအရန်ဟိုဖြစ်ပါတယ်ချစ်တဲ့ပြည်သက်တွေလာအားပေးကြမှာပါ အခုဆိုလဲဆွေးဆိုမျိုးစုံပဲပေါ့နော်တက်နိုင်တဲ့လောက်လုံးလို့ရအောင်ပေါ့ဟိုလုံနိုင်အောင်ပေါ့နော်အစားစားလေးလုတ်ပေးထားတာလေးလေသဘောကျပါတယ်ခုနကတော့မှကြည့်ခဲ့လေအဲအဲ့ဒါဒီတယ်မကလဲဆွေးတိုင်းဆွေးတတိမိသားစုတွေပေါ့နော်အဲဒီတယ်မကတိုးတက်ပါစေကိုရသူ့ရဲ့ဟိုအသေးစိတ်ကြောင့်လည်းပြောပြတော့တကယ်လေးစားပါတယ်နော်ဒီလိုမျိုးဆွေးတိုင်းလို့ရှိတဲ့ထေးမိသားစုကြီးဒီလိုမျိုးဖြစ်လာတာဒါနင်းနောင်းနောင်းနဲ့စူးစမ်းမှုနဲ့မရပါဘူးเนาะမြရတော့မမတို့ကတကယ်လေးလေးစားပါတယ်เนาะကိုအတက်ပညာနဲ့ကိုပေါ့เนาะကိုတို့ကဆွေဆိုင်ကိုကြောကျင်တယ်ပေါ့เนาะ အမမတို့ဆိုလည်းမြို့ပညာမြန်မာလူမျိုးတွေအတွက်မြန်မာသားတစ်ချင်းလေးနဲ့ဆွေမျိုးရဲ့လို့ထရင်သိမ့်သိမ့်နဲ့မှဆိုသွားမှာပါဟုတ်တယ်အဲ့ဒါလေးလည်းအဲ့ဒါလေးလည်းမမကဟောဖြစ်ပါတယ်ဟိုလို့တော့မပြောလို့ပါတော့အရင်ကြီးတော့လေအဲဟိုမြန်မာသားတွေပျောက်သွားအောင်တော့ထီတော့မလုပ်သင့်ဘောနော်အဲမြန်မာမျိုးလေးတွေဟိုဘားရှင်လေးတွေပြောင်းပြီးတော့လေဟိုရှေးတော့ဆိုထားတဲ့အဲ ဟိုဟာဂီတမိခင်ဖခင်ရဲ့တခြင်းတွေကိုတကယ်အခုခေတ်နားထောင်လို့မျိုးကြော်ကြော်လေးလေးဖြစ်အောင်ပေါ့နော်ပြည့်သက်လေးလေးပျော်ရွှင်စေအောင်ပေါ့အဲဒီလိုလေး music လေးပြောင်းပြီဆိုတော့လေးမစိုးပါဘူးဟိုတဘောကြပါတယ်ဒါပေမဲ့အရင်ကြီးတော့ပျက်စီးသွားအောင်ပေါ့နော်ဒီမလုံတင်ဘူးပေါ့ဟိုအလိုထင်ပါတယ်အဲ့တော့ဒီမြန်မာသံတခြင်းတွေကိုတချို့တော့ဝယ်သွားတယ်အဲ့လောက်ကြီးဟိုပျက်စီးလိမ့်မယ်လို့ပြည့်ပြည့်စည်စည်နဲ့လေအရင်ခော့သွားအောင်လုပ်လိမ့်မယ်လို့ DJ တွေထားပါတော့ DJ ပုတ်တာတွေပါအဲ့ဒါကြီးမလုံတင်ဘူးဟိုလေ DJ ပုတ်တာပါလို့ဆိုတော့အမ်တင်းရေးပညာရှင်ကြီး တကယ်လေဂီတဖခင်ကြီးတွေတကယ်ဆိုထားတဲ့မွေရဲတေးတန်ရှင်ကြီးတွေကဒါဒီသချင်းတွေကလေအဲ့လိုပျက်စီးသွားအောင်ကြတော့လေသူတို့စော်ကားရရောက်တယ်လေအဲအဲ့လိုမျိုးမလုတ်သင့်ပါဘူးလို့နော်ဟိုကမြေတားရက်ခန့်ကျင်တာလေဟောဆိုတော့ဒီသချင်းလေးတွေတော့မြူးကြောအောင်တဲ့ဒီကိုယ့်ရဲ့တက်ဆွမ်းတလောက်အဲအမှုပညာလေးနဲ့ဖန်တီးလို့တော့ရတယ်မြူးကြောကြောလေးပေါ့နော်ဒါပေမဲ့အရန်မွေရင်းနဲ့ကွဲသွားအောင်ပေါ့နော်ဟိုဝါရီရဆာမယ်လိုဒီရဆာပေါ့နော်ကွဲသွားအောင်တော့မလုတ်သင့်ဘူးဟောဆိုမဟုတ်ဆိုမွေရင်းရဲ့ ဒီဂိဒမေမမအေးတို့မမေးတတင်မြထားပါတော့နော်အဲမမစုစနာထုံးတို့မမရီသန့်အဲ့လိုမျိုးပေါ့ဂိဒမမမေဆွေတို့ပေါ့နော်မမနေနေဝေးဆွေအဲ့လိုမျိုးတချင်းတွေရင်ထဲမှာပြိတ္တရဲ့ရင်ထဲမှာကိန်းအောင်ထားပြီးသားလေအဲ့ဒီဟာကိုမဝါရှင်းနေတဲ့ပြောင်းတို့တခါလေးအင်ထိုးတောင်မှမှတ်မိတော့တာဖြစ်တယ်လေအဲ့ဆိုပါဆိုပြိတ္တရဲ့ရင်ထဲမှာအရင်တွေ့ဦးသိန်းနန်းတို့လို့လေအဲဒဒီဦးမဲနောင်တို့လို့အဲ့လိုမျိုးဟို ရိသတ်တွေရင်ထဲမှာရှိထားတာမလားအင်ထိုတွေကစားဒါပေမဲ့နည်းနည်းလေးတော့ပဲမသိမသာဟိုဟာပေါ့ဘာရှင်လေးပြောင်းလာတော့ဟိုဒါပရိသတ်ရင်ထဲပြောင်းမသွားဘူးပေါ့နော်ပြောက်မသွားဘူးတခြားတကလေးတခြင်းကဘာတခြင်းလာမှလဲပေါ့အဲ့လိုတောင်ထင်လောက်အောင်တော့မလုတ်သိမ့်ဘူးလို့မှနော်အကြံပေးချင်ပါတယ်ပေါ့ပေါ့မြစ်တာလေးရက်ခန့်ကျတယ်ဟုတ်တယ်လေအဲ့လောက်ကြီးတော့မပြောင်းသင့်ပါဘူးလို့နော်တကယ်ပေါ့မူရင်းနဲ့လည်းမပြောက်အောင်အဲဘာရှင်းလေးလည်းပြောင်းပြီးတော့ပေါ့နော်ဟိုကြွကြွမြင်းမြင်းကြွကြွလေးတွေနဲ့ပိတ်သက်တွေ နားဆင်လို့လည်းရအောင်အရင်ပြိဿတ်တွေပေါ့နော်အရင်40ကျော်50 60 80 80အရွယ်တွေကလေဘာလို့ဆိုဂီတမိခင်ဖခင်တွေရဲ့တချင်းတွေအရင်ထဲမှာကဲအောင်ပြီးသားအဲဒါလူငယ်တွေအတွက်ကိုအဲ့ဒါခုကဘာချင်းပြောင်းတာဆိုတော့လေဒါပေမဲ့အရင်ကြီးလည်းမြန်မာအရင်ဟာကိုလည်းမပြောက်အောင်ဒီလိုမျိုးလေးလုပ်ကြပါလို့နော်အဲမြန်မာတန်တချင်းတွေဟာဘာလို့ဆိုတော့ဒီလှဲတွေလှဲတွေဒါတူတဲ့ဥသိမ်းနဲ့ပြောသလိုပေါ့နော်ဂီတဖခင်တူတဲ့သိမ်းနဲ့ပြောသလိုလှဲတွေလှဲတွေမပြောက်သေး၍ မြန်မာတန်တချင်းတွေဘာတော့မှမပြောက်ပါဘူး။ဘာလို့ခုလိုမျိုးရွှေဆိုင်ဖွင့်ပွဲတွေနော်ရွှေတည်ရွှေဆိုင်ဖွင့်ပွဲမင်္ဂလာအခမ်းအနားတွေနောက်ခုံကြီးဘုဒ္ဓစိတ်ပူဇော်ပွဲဝင်းနေပူဇော်ပွဲနောက်ရှင်ပြုနာတာပွဲတွေကဒီမြန်မာတန်တချင်းတွေကမပါလို့မရဘူး။ဒါလေးလေမြန်မာတန်တချင်းတွေပါအောင်ပါမယ်။ဒီတချင်းတွေမပါတဲ့ရွေးနော်ဘလို့မှဒီပွဲတစ်ပွဲကဒီတည်တည်မင်္ဂလာရှိသွားတာမဖြစ်နိုင်ဘူး။နော်မဖြစ်နိုင်ဘူးမင်္ဂလာခါတော်ဘေးဆိုလဲဒီတချင်းမဟာဂိတဆန်ဆန်နော်ဖွဲတချင်းနေပါမယ်အဲ့ဒါဆိုတော့မြန်မာတဲ့တချင်းနေကဘယ်တော့မှ မပြောက်ပါဘူးဟိုနော်ခိတခဏတာဟိုလိုပေါ့နော်ကိုလိုမျိုးတခြင်းတွေကလွှမ်းမိုးပြီးကြည့်မြန်မာတခြင်းတွေကခုချိန်ထိလဲဟိုဂီတမိခင်ဖခင်ရေဆိုခဲ့တဲ့နော်တေးရေးပညာရှင်ဆိုခဲ့တဲ့တခြင်းတွေကဘယ်တော့မှမတိမ်ခေါ်ပါဘူးလို့မမကတော့အဲ့လိုပဲခံယူထားတယ်မမတို့ကလည်းအဲတောက်လျှောက်မြန်မာသံတချင်းနေဂီတဖခင်နေဂီတမိဂီရဲ့တချင်းတို့လေးလေးစားစားမြဲ့မြဲ့နူးနူးတံပိုးထားပြီးတော့เนาะတစ်ထက်ဆုံး နော်ရွှေမင်းကဆိုသွားမှာပါထင်းထင်းဆောက်ဆောက်သွားနေခါတော့ပြုတ်ပြီးတော့အမြဲတည်ဆိုသွားမှာပါနော်မြန်မာသားတချင်းတို့မြန်မြန်တို့တို့တံမိုးထားပြီးတော့မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်မြန်မာသားတချင်းလေးကိုရင်ထဲကိုကိန်အောင်ကြပါလို့လဲနော်ကိန်အောင်ဆိုတယ်အားပေးပါလို့လဲရွှေမင်းကအစ်တရက်ခံကြပါတယ်နော်ဟုတ်ကဲ့ဒီလိုပြည်သားတွေနော်စင်ထားဝရပြောရှင်ချက်မြေပါစေဟိုကြီးရွှေတထေးမိသားစုရွှေတိုင်းမိသားစုတွေဒီထဲမှာကစင်ထားဝရနော်တိုးတက်အောင်မြင်ပါစေကြီးပွားချမ်းသာပါစေเนาะတိတ်တက်တွေတခဲနဲ့အပင်မှုတွေလည်း ရပါစေလို့အရှင်မြတ်ဆုတောင်းပေးပါရစေ။